ဗမာအခရရဲထဲမှာဝမ်ဘယ်လေးနဲ့တူတယ်ဆိုပြီးတော့ချစ်စနုပ်ပေးထားတဲ့အခရတလုံးရှိပါတယ်။အဲ့ဒါကတော့ထဝမ်ဘယ်ပါ။ကျွန်တော်တို့အခုအတန်းထွက်နေကြတာကတော့ထဝမ်ဘယ်ပေါ့လေ။အဲ့ဒီထဝမ်ဘယ်ဒါမှမဟုတ် ထဝမ်ဘယ်မှာလည်ရစ်ပါတဲ့ထဝမ်ဘယ်နဲ့လည်ရစ်မပါတဲ့ထဝမ်ဘယ်ဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ဒါကိုလည်းအလုံးအသိပါ။ဒါပေမဲ့ဘယ်နေရာမှာလည်ရစ်မပါတဲ့ထဝမ်ဘယ်ကိုသုံးပြီးဘယ်နေရာမှာတော့လည်ရစ်ပါတဲ့ထဝမ်ဘယ်ကိုသုံးတယ်လဲဆိုတာကိုတော့တိတိကျကျသိသူနေပါတယ်။ မတိကြတာကလည်းစိတ်ဝင်စားမှုကိုနည်းလို့လို့လဲဆိုနိုင်ပါတယ်တကယ်တော့ဘယ်နေရာမှာလည်ရစ်ပါရမယ်ဘယ်နေရာမှာလည်ရစ်မပါရဘူးဆိုတာကိုကွဲကွဲပြားပြားနားလည်ဖို့ဆိုရင်ဘာကြောင့်လည်ရစ်ပါတယ်လဲဆိုတာကိုအရင်သိဖို့လိုပါလိမ့်မယ်ဒီတော့လည်ရစ်ဘာကြောင့်ပါရတယ်လဲဆိုတာကိုဆရာကြီးဦးထွန်းတင်ကိုမေးကြည့်ထားပါတယ် အမှန်ဒီကောင်ကတတ်သလင်းကြိတ်နဲ့ထောင်းပဲနဲ့ရှင်းထားတာတတ်သလင်းကြိတ်ဟာထောင်းပဲရပေါ်ပါပဲရှိမယ်သူတို့နှလုံးစင်တတ်သလင်းကြိတ်ကပေါ်ပါရှိမှာပေါ့ဆရာကြီးဦးထွန်းတင်ဖြစ်ပါတယ်လက်ရစ်မပါတဲ့ထောင်းဝင်ဘဲကတော့ရိုးရိုးထောင်းဝင်ပဲပါလက်ရစ်ပါတဲ့ထောင်းဝင်ဘဲကတော့နှလုံးစင်ထားတာဖြစ်ပါတယ်တဒလင်းကျိတ်နဲ့ထဝင်ပဲနှလုံးဆင့်ထားတာဖြစ်ပါတယ်။ဒါပေမဲ့နှလုံးဆင့်ရေးနေရင်နေရာကျယ်မှာဆိုလို့နှလုံးပေါင်းပြီးတော့အချင်းချင်းရေးပါတယ်။ အပေါ်ကငါလိုပုံစံလေးကတော့နှမျိုးစလုံးမှာအတူတူဖြစ်တဲ့အတွက်အဲ့ဒီငါသဏ္ဍာန်လေးကိုသူ့အတိုင်းပဲယူပါတယ်တာသလင်းကျိတ်စီကနေတော့လယ်ရစ်ကိုယူပြီးထဝင်ဘဲစီကနေတော့ဟာထိုးသဏ္ဍာန်လေးကိုယူလိုက်တဲ့အခါတာသလင်းကျိတ်နဲ့ထဝင်ဘဲနှမျိုးပေါင်းထားတဲ့အခေယာဖြစ်လာပါတယ်အဲ့ဒါကတော့စောစောကကျွန်တော်တို့ပြောကြတဲ့လယ်ရစ်ပါတဲ့ထဝင်ဘဲပါပဲခင်ဗျာအဲ့ဒီလယ်ရစ်ပါတဲ့ထဝင်ဘဲကိုပဲပါဠိလိုတန်ရုပ်လို့လည်းခေါ်ပါသေးတယ်ဆရာခင်ဗျာပါဠိလိုတန်ရုပ်ဆိုတာဘာအဓိပ္ပာယ်ပါလဲခင်ဗျာတန်ရုပ်ဆိုတာက 对他了啵，米最多个，办业务时啦，那那也不得是抢人，刚给咱那一点啵，办业务，也不得是抢人，刚给那哈，有噶个那边的业务弄个他啵，业务做哈，先拿多他，帮拿些他啵，那了，那业务做哈，比那龙帮他少一点呗不，像那路，我妈妈叫的卡，米多米多的，叫的路多呀，妈那都噶，比那拢骗他了，你羡慕？ တကယ်လို့အပြောရင်တော့ passion လို့လည်းပြောကြတာပေါ့ passion လို့ပါဠိမှာတော့ passion passion လို့ပြောကြတယ်ကျွန်တော်ပါဠိစလုံးလေးတွေခေါ်လို့ရှိတယ်။တန်ရုပ်ဆိုတာလဲရှင်တွဲထားတာစလုံးဆင့်ထားတာကိုဆိုတာပါပဲလို့ဆရာကြီးဦးထွန်းတင်ကဆိုပါတယ်ဗျာ။ဒီတော့တန်ရုပ်ပါတယ်ဆိုရင်လက်ရည်ကလေးပါတယ်လို့ကျွန်တော်တို့နားလည်တတ်ကြပါတယ်အတိတ်ဘယ်ကတော့နှလုံးစင်ထားတယ်ဆိုတာနဲ့သဘောထားချင်းအတူတူပါပဲ နှလုံးဆင့်ထားတဲ့ဆိုတာကိုကျွန်တော်တို့သိလိုက်ရရင်ကိုပဲဘယ်နေရာမှာလယ်ရစ်ပါတဲ့နဲ့ဘယ်နေရာမှာလယ်ရစ်မပါတဲ့ဘူးဆိုတာကိုနည်းနည်းတော့စဉ်းစားလို့ရပြီထင်ပါတယ်နှလုံးဆင့်တို့ရဲ့သဘောကအပေါ်အလုံးဟာအသက်အဖြစ်ပြောင်းတက်တာကိုအားလုံးသိပြီးဖြစ်ပါတယ်ဥပမာအဖြစ်ကိစ္စဆိုရင်ကာကြီးလုံးကြီးတင်တဲ့အပေါ်ကဆလုံးနဲ့တက်လိုက်လို့ကိတ်လို့အတန်းထွက်ပြီးတော့အောက်ကဆလုံးနဲ့ပေါင်းလိုက်တဲ့ခါမှာကိစ္စအဆူပြီးဖြစ်လာပါတယ် ပန်ဒိတ်ဆိုတော့ရှေ့ကပါကြောင်နဲ့အပေါ်ကနာကြီးနဲ့တတ်တော့ပန်လို့အတန်ထွက်ပါတယ်။အောက်ကတာတလင်းချင်းနဲ့အပေါ်ကလုံကြီးတင်ရဲ့တတ်တရဲ့ပေါင်းတော့တိတ်အတန်ထွက်ပါတယ်။ဒီတော့ပန်ဒိတ်ရဲ့လို့ဖြစ်လာပါတယ်။ဒီတော့နှလုံးစင်မှန်သမျှရဲ့ရှေ့မှာစလုံးတလုံးအမြဲရှိရမယ်လို့မှတ်ယူနိုင်ပါတယ်။ဒီနှလုံးကရှေ့ကလည်းဘယ်တော့မှမနေနိုင်ဘူးလေ။သူ့ရှေ့မှာတလုံးလုံးရှိမှလေရစ်ကလေးပါတဲ့ပန်ရုပ်ဖြစ်တဲ့ဒီဆောင်ပဲဟာရှိမယ်။ ူရှင်မှာစလုံးတစ်လုံးလုံးပါမယ်ဒီတော့ထောက်ဝင်ပဲဟာဟောအရာတစ်လုံးရဲ့ရှေ့ဆုံးစလုံးဖြစ်နေရင်တော့အဲ့ဒီထောက်ဝင်ပဲဟာလေရစ်မပါနိုင်ဘူးဆိုတာလုံးဝသိကြတယ်လို့ဆိုနိုင်ပါတယ်ဥမာအဖြစ်ဌာနဆိုတဲ့စကလုံးဟာလေရစ်မပါတာသိကြပါပြီဌာနကနေစဉ်သက်လာတဲ့ transcribe မှာလည်းလေရစ်မပါပါဘူးဌာပနာဆိုရင်လည်းလေရစ်မပါပါဘူးထာယီဘာဝဆိုလို့ရှိရင်လည်းလေရစ်မပါပါဘူးဥပ္ပတ္ထီပင်တို့မှာတုံးတဲ့ထီဟာလည်းလေရစ်မပါပါဘူး ရာဒူးထန္ဒရမှာတုံးတဲ့ဌာနန္ဒရမှာလည်းလည်ရစ်မပါပါဘူးရှေ့ဆုံးစလုံးမန္တမြဟာလည်ရစ်ပါကူမပါတာအသေးချပါပဲဒါပေမဲ့ရှေ့ဆုံးကမဟုတ်တဲ့စလုံးတိုင်းမှာတော့လည်ရစ်ပါလိမ့်မယ်လို့အဲ့လိုပြောင်းပြန်သေးချပါ့မပြောနိုင်ပါဘူးရှေ့ဆုံးမဟုတ်တဲ့စလုံးတွေမှာတော့ပါတာလည်းရှိတယ်လို့မပါတာလည်းရှိနေပါတယ်လေရစ်ပါတဲ့စလုံးနမူနာတချို့ကိုဆရာကြီးဦးထွန်းတင်ကအခုလိုပြောပြပါဗျာ။ကမ္မထန်ဆိုလို့ရှိရင်မနှလုံးစင်ရှင်မမရှိတယ်။ဥက္ကဋ္ဌဆိုလို့ရှိရင်ကြာကြီးရှိတယ်။ now data ဆိုရင် D ဆိုတဲ့ဟာရှိမှာ data တို့အဲ့ဒါမုတ်ခါတို့ဒီလိုဟာမျိုးတွေမှာရှိရရှိရနောက်ထပ်အထောက်ဝင်မဲ့လေရစ်ပါတဲ့စလုံးတစ်ချို့ကိုကျွန်တော်လဲသတိထားမိတဲ့လောက်ပြောပြရရင်တော့စထမအထမတမာဒိဋ္ဌိရှင်မဟာရထသာရဆိုတဲ့စလုံးနေဖြစ်ပါတယ်။ဒါပေမဲ့ဒုတိယတတိယနေရာမှာရှိတိုင်းလေရစ်ပါမယ်လို့မုတ်ချမစွန်နိုင်ပါဘူး။ဥပမာတစ်ခုအနေနဲ့ပြရမယ်ဆိုရှင်တော့ပထမဆိုတဲ့စကားလုံးမှာအခုသတ်စင်တို့နဲ့လှုပ်ထားတယ်ပထမမှာ ဆက်စင်တူးနဲ့လုပ်တယ်။သို့တော့ဆက်စင်တူးနဲ့လုပ်တာကအဲ့ဒါကတက်တာဆန်ကြ။အဲ့ဒီမှာတော့ပထမဟိုထောက်ဝင်ပဲပဲဗျလည်းမပါဘူး။ဒါပေမဲ့ကျွန်တော်တို့ခုလက်ခံထားတာကတက်တာစလုံးကိုယူထားတဲ့သဘောပဲ။ဒါကြောင့်ဆက်စင်တူးနဲ့ပဲကျွန်တော်တို့ရေးတယ်ပထမကိုအခုစလုံးပေါင်းတပ်ပုံမှာတက္ကရာမူကိုယူပြီးထပ်ဆင်သူနဲ့ပေါင်းဖို့ပြဋ္ဌာန်းထားတယ်လို့ဆရာကြီးဦးထွန်းတင်ကဆိုပါတယ်။ဒါပေမဲ့ပါဠိမူနဲ့ ထဝင်ပဲတုံးပြီးရေးရင်လည်းအဲ့ဒီထဝင်ပဲမှာလက်ရစ်မပါရိုးရိုးထဝင်ပဲသာဖြစ်တယ်လို့ဆရာကြီးဦးထွန်းတင်ကဆိုပါတယ်ခင်ဗျာကျွန်တော်သတိထားမိသလောက်တော့ဒုတိယတတိယနေရာမှာနေပြီးတော့လက်ရစ်မပါတာဆိုလို့ပထမဆိုရဲစလုံးတစ်လုံးပဲရှိတယ်လို့ထင်ပါတယ်ဒီတော့အဲ့ဒီပထမဆိုရဲစလုံးတစ်လုံးကလွဲပြီးတော့ဒုတိယနေရာတတိယနေရာမှာရှိတဲ့ထဝင်ပဲစလုံးမှန်သမျှမှာလက်ရစ်ပါတယ်လို့ရေပုံရအမှတ်ထားလို့ရမယ်လို့ယူဆပါတယ်ခင်ဗျာ ဒီနေရာမှာစိတ်ဝင်စားစရာစကားလုံးလေးတစ်လုံးကိုလည်းပြောချင်ပါတယ်။အဲ့ဒီစကားလုံးလေးကိုကြည့်ရင်အပြောင်းလဲကိုပုံပြီးရှင်းရှင်းလင်းလင်းတွေ့ရပါတယ်။အဲ့ဒါကတော့အထုပ်ပတ်တိကိုပါဠိမူနဲ့ရေးတဲ့ရေးထုံးမှာထပ်ဝင်ပဲဟာလဲရစ်ပါပါတယ်။ဖုံးတော်ကြီးများကဆိုလို့ရှိရင်အထုပ်ပတ်တိလို့အတန်ကို ပြီးပြီးပြင်းပြင်းအတန်ထွက်တတ်ကြပါတယ်။ဒါပေမဲ့ရှေ့ကအမပါပဲနဲ့ထုပ်ပတ်လို့ပြောတဲ့အခါမှာတော့ထပ်ဝင်ပဲဟာလဲရစ်မပါတော့ပါဘူး။ထုပ်ပတ်သဘောမြုပ်ပတ်ဟောသည်ဆိုတဲ့ထုပ်ပတ်မှာ လေရစ်မပါပါဘူးခင်ဗျာအတိတ်ဘယ်ကတော့အတူတူပါပဲနေရာကွဲသွားတာနဲ့လေရစ်ပြုတ်သွားတာကိုထင်းထင်းရှားရှားတွေ့ရမှာဖြစ်ပါတယ်အဲနောက်ထပ်စိတ်ဝင်စားစရာစကလုံးလေးတစ်လုံးကိုလည်းထပ်ပြီးပြောချင်ပါတယ်အဲ့ဒီစကလုံးကတော့ပြတ်ထန်းပါပြတ်ထန်းလို့ပါလို့မှာလေရစ်တန်လေးနဲ့ပဲထွက်ကြတာပဲပြတ်ထန်းတယ်လို့ပြတ်ထန်းတယ်လို့မပြောဘူးဗျလေရစ်လည်းပါလာဘူးပြတ်ထန်းကတော့ဟိုကျွန်တော်တို့တက်တာဆန်တန်ပြောလိုက်တာပေါ့ဗျာပါဠိမှာလည်းပဲတကယ်တော့ပဋ္ဌာနာဆိုတာ လေရကလေးနဲ့ပြောတာပဲအဲ့ပဋ္ဌာနာကိုတက်တာရရကလေးနဲ့ပြောလိုက်တော့ပဋ္ဌာနာပေါ့ဆိုပဋ္ဌာနာပေါ့ပါဠိတော်လာယူလို့ရှိရင်ပဋ္ဌာန်းလို့ယူမဲ့သဘောပေါ့အဲ့လိုလားဆရာပဋ္ဌာန်းလို့ရေးရမှာဟုတ်တယ်ပဋ္ဌာန်းတရားတော်နဲ့ဆက်ဆက်သလားဆရာအတူတူပဲပဋ္ဌာန်းတရားတော်ကလည်းအဲ့ဒါပဲလေပြဋ္ဌာန်းနဲ့ပြဋ္ဌာန်းနဲ့အတူတူပဲပဋ္ဌာန်းနဲ့ဟာစိတ်ဝင်စားစရာကောင်းတာကတော့ပြဋ္ဌာန်းနဲ့ပဋ္ဌာန်းတရားတော်ဟာလည်းပါဠိသုံးနဲ့တက္ကရာသုံးကွဲပြားတာလားဖြစ်ပြီးတော့အတိပ္ပယ်အားဖြင့်အတူတူပဲဆိုတဲ့အချက်ပါပဲ ကျွန်တော်တော့အခုမှအတူတူပဲလို့သိရတဲ့အတွက်အံ့ဩသွားပါတယ်ပေးတဲ့တွေထဲမှာလည်းကျွန်တော်လိုပဲအခုမှသိတဲ့သူတွေရှိတယ်ဆိုလို့ရှိရယ်ကျွန်တော်တို့ TM Media ရဲ့အလင်္ကာပလဲပန်းအစီအစဉ်တွေကိုဆက်ဆက်မပြတ်နာဆင်နိုင်ဖို့အတွက် subscribe လုပ်ထားကြဖို့တိုက်တွန်းပါတယ်။ကိုယ့်ရဲ့မိဘညီကိုမောင်နှမသားသမီးတွေတငယ်ချင်းတွေကိုလည်း subscribe လုပ်ဖို့တိုက်တွန်းပေးမယ်ဆိုလို့ရှိရင်ဗမာလူမျိုးမှန်သမျှဗမာစာအကြောင်းကိုပိုသိလာကြမယ်လို့ယုံကြည်ပါတယ်ခင်ဗျာ။